ခဏညနေအတွဲကျွန်တော်စကားပြင်ခံတဲ့အတိုင်းပဲတမောတော်ဝတ္ထုပြီးတော့ပါပြီအဲ့ဒီမှာပါတဲ့ပုဂ္ဂိုလ်တူဦးချင်းအကြောင်းကိုနော်ကျွန်တော် live application ဘာကနေပေးထားတဲ့ဒီကနေ့ကောင်းတော့ပြီးတော့ကျွန်တော်စဉ်းကျင်စဉ်းစားဖို့ဖြစ်ပါတယ်ဒီလိုစဉ်းစားတဲ့အခါမှာဒီပုဂ္ဂိုလ်ကြီးတူဦးကြီးရဲ့အကြောင်းကိုဘုရားသခင်ဘောမဟုတ်ပဲနဲ့ကိုယ်တွေ့ခံယူပြီးတော့သူကင်းတော့ အသက်ရှင်နိုင်ဖို့တန်ရှင်သောဝိညာဉ်နဲ့ပြည့်ဝတဲ့လူတွေကဘလို့အသက်ရှင်ခဲ့တယ်လို့ဆိုတော့တိပြီးတော့သူတို့အတိုင်းအသက်ရှင်ကြဖြစ်ကျွန်တော်ရဲ့မိသားစုကျွန်တော်ရဲ့အတင်းတော်ကျွန်တော်နိုင်ငံကြီးမင်္ဂလာဖြစ်ဖို့ဒီနှုတ်ကပတ်တော်ကိုသူတို့အကြောင်းကိုလေ့လာရင်းနဲ့နှလုံးသွင်းသင်ခန်းသားယူဖို့ဖြစ်ပါတယ် ဒါဒီအစီအစဉ်လေးစပြုဖို့စစ်တောင်းဆက်ကြပါစို့။ကောင်းကင်ဘုံ၌ရှိတော်မူသောဖတ်မြတ်စွာသောဘုရားခင်။စင်ကြီးမဲ့အရာပုဂ္ဂိုလ်ပေါ်မှာသူကဲ့သို့မိမိတို့ဒီလေအသက်ရှင်ခြင်းအဖြစ်ကိုရောဘုံတော်ကိုထင်ရှားစေဖို့အတိတ်ကိုကောင်းကြီးပေးပါမည်အကြောင်းကဲဒီမရှင်တခင်ခရစ်တရဲ့မြတ်သောနာမနဲ့ယူသေးစွာကျေးဇူးတော်ကိုချီးမွမ်းလက်အညာနီး အစီအစဉ်ကိုလက်တော်ထဲသို့အနံဆက်ကပ်ကြပါလေဘုရားအာမင်ခဏိပထမအဆုံးကျွန်တော်စဉ်းစားစီချင်းအကြောင်းအရာကပထမဦးဆုံးဘုရားသခင်အတွက်အသက်ပေးသွားတဲ့တတိပံအကြောင်းပဲဖြစ်ပါလေတချို့ကတော့တတိပံကအဲ့ဒီအချိန်က16နှစ်လောက်ပဲရှိအောင်လို့ထင်တယ်ဘုရားအတွက်တကယ်ပဲရွရွချင်းချင်းသူယုံကြည်ချက်အတွက်နောက်ဆုံး သူ့ရဲ့အတေခံကြီးကလည်းခံပြင်းတဲ့စိတ်ကြီးမပါဘဲနဲ့သူကလုံးရည်ရွယ်ခွင့်လို့ပြီးတော့တခင်ယေရှုကဲ့သို့သူတို့မတိပဲလုပ်တဲ့အဖြစ်ကိုခွင့်လပါလို့စစ်တောင်းလို့သူမျက်နှာကောင်းကင်တမမျက်နှာလို့မြင်ပြီးတော့အဲ့ဒီအမှုကိုစီရင်နေတယ်တမန်တော်ကြီးရှင်ဘောလို့အဖြစ်လဲရှောလူဘောကနေရှင်ဘောလို့ဘောကရောက်သွားတယ်ရှောလူဆိုတာကဟီဘရဲနာမည်လို့ပြောကြတယ် ပေါ်လူကလည်း Greek နဲ့ Eric ကခေတ်စား Greek ပေါ့နော်ဒီနာမည်ကိုရရှိခြင်းဖြစ်တယ်။ဒါကဘာတစ်ဖက်လုံးမှာမာတုရရဲ့အသွေးတွေဖြင့်ပြင်ဆင်ခဲ့သောနေရာဒေသများမှာဆိုရင်ဧဝံဂေလိတရားတော်အများဆုံးအမြင့်တွေတယ်။အခု Nigerian မှာခရစ်ယာန်တွေတိမ်မောင်းများစွာအသက်ခံနေရတယ်။အဲ့ဒီနေရာမှာတကယ်ပဲခရစ်တော်ရဲ့တရားတော်ဒီအမြင့်တွေပဲဆိုတာစိတ်ချ ရောမနိုင်ငံကြီးကြည့်လေဒီလိုလုပ်ခဲ့သောကြောင့်ဒီနိုင်ငံကြီးမှာယနေ့တည်းအောင်ဧဝံဒီယာအမြင့်တွင်နေတယ်။သို့တော်လည်းလူတို့ဒီဧဝံဒီယာတို့အတွက်မိမိအသက်ကိုမပေးနိုင်မီဒီလိုပြောလိုက်လို့ဟာအသက်ပေးဖို့တခါလေဟာဖရာအတွက်ဆိုအသက်ပို့အရှင်သင်ပဲအဲ့လိုအသက်မပေးနိုင်မီတဲ့ဧဝံဒီယာတို့အတွက်အသက်ရှင်ရမယ်ဖြစ်တယ်။ အယသမားတွေလာဟာငါတို့ဘာသာမထီးနဲ့ခရစ်ယာန်တိအသိကမဲ့စသဖြင့်လေပါလေးဒီလောက်တာဒါပေမဲ့ခရစ်တော်တွေအသက်ရှင်မှုအမှန်တရားကြီးပါလေအသက်ရှင်ပြီးတော့မှခရစ်တော်တွေအသေးချမှုတကယ်ပဲစိနာစိနဲ့ခွင့်လွှတ်ခြင်းနဲ့အဖို့ကပေးနေမယ်ဒါတပည့်တော်စစ်မှန်ရင်တဲ့ဒီတပည့်တော်တွေဟာစစ်ချရန်သူကရခွင့်တော်ပြတော့တက်ရှင်နေတယ်။တပည့်တော်နဲ့စင်တဲ့ပြီးတော့ ခရိယာဖြစ်သွားရတော့ပြောစရာမလိုတော့ဘူးခရစ်တော်ကဲတော့ပြောမယ်ဆုံမယ်သွားမယ်လာမယ်နောက်ဆုံးကဘာတူကဘာသားတဲ့အတွက်အသက်ကိုပေးသွားတဲ့အထိအသက်ရှင်လာနိုင်မယ်ဖြစ်ပါလေသူကဲတော့ဖျားပြင်းအေဝံလိတရားအတွက်အစီအကံကျုံများကိုဖျားပြင်းဘာလို့ခေါ်လဲပြုပြင်းတဲ့ နီလန်တစ်ခုကတော့၎င်းတို့ကိုအေးမပါမထင်ရှားသောအရာတို့ကိုဥစွာနေရာချတာကြီးဖြစ်တယ်ချက်ချင်းကြီးမြောက်လိုက်တာမဟုတ်ဘူးတော့အောက်ချင်လွတ်သွားမှဖျောက်ရင်စိုးရိမ်တယ်ဒါကြောင့်အဲ့ဒီလိုဖျားတွေ့အစီခံမဲ့အသက်သေတဲ့အထိခရစ်တော်လိုအစီခံမဲ့လူတွေကိုဖျားသခင်ပြုပြင်တဲ့နေလန်တစ်ခုကအေးမပါ လူနေကြည်လိုက်ရင်အရင်မပါမထင်ရှားတဲ့အလုတ်တာဝန်ကိုဥစွာပေးခဲ့တယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်အဲ့ဒါကိုအကောင့်ထဲပုံနေပြီးတဲ့အခါမှာမာတူရအဖြစ်ခရစ်တော်အတွက်အသက်ပေးတဲ့အထိအဲ့ဒီအပီးအဲ့ဒီမပီးမီလေထက်မြက်တဲ့အုတ်ကျစီမံခံခွဲသူတွေဟောပြသူဖြစ်ဖြစ်ခင်အသုံးပြခဲ့တာကျွန်တော်တွေ့ရတယ် ဒါဘုရားသခင်ခိုင်းတဲ့အလုပ်ပေါ်မှာတစ်တည်းမြဲမြဲလုပ်လာမယ်ဘုရားသခင်ပေးတဲ့လုပ်ငန်းပေါ်မှာကောင်းစွာစီမံအုပ်ချုပ်နိုင်မယ်ဘုရားသခင်ပေးတဲ့ငွေကြေးပေါ်မှာကောင်းမွန်စွာစီမံအုပ်ချုပ်လာနိုင်ပြီးတော့မှနောက်ဆုံးခရစ်တော်အတွက်အသက်ပေးတဲ့မာတုရဖြစ်အသက်ရှင်နိုင်မယ်ဖြစ်ပါတယ်တတိယအကြောင်းကိုပြန်ကြည့်ရင်အစဦးမှာတော့တမန်တော်6မှာအတင်းတော်ရဲ့အစားအသောက်ဖြန့်ဝေမှု ကြီးကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ရတယ်။မုဆုမလေးကိုကျင်းဝင်ခြင်းအပုတ်ကိုဥဆောင်တဲ့အခါမှာတတိပံတို့ပြောခေါ်တော့နိကမ္ဘာဖိလစ်ပူလို့နော်။နောက်အလီဇမြူသားတွေအကုန်ပါဝင်ရတယ်။တော့အဲ့ဒီမှာခရစ်ယာန်တွေကိုပြင်းစွာနှိမ့်ဆက်မှုတွေမဖြစ်ပွားမီ။ကာလရှည်ကြောင်းစွာပြီး ခရိယန်တွေကလူမှုရေးမှာညှိပိညှိခံရတယ်။ဒါကြောင့်ခရစ်တော်ကိုပေးရှိအဖြစ်လက်ခံလာတဲ့လူတွေသူယူဒလူမျိုးတွေကသူတို့မိသားစုကနေလုံးဝဆက်တယ်ဖြတ်လိုက်တယ်။ကျွန်တော်အဖေကအဖိုးချစ်ချစ်ဖိုး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 ချစ်ထွေးဆိုရင်ခရစ်တော်ယုံကြည်လို့မိသားစုရဲ့အငွေဖြတ်ခြင်းကိုခံခဲ့ရတယ်။ ဒါကြောင့်အဲ့ဒီခစ်ကလည်းအဲ့လိုလုပ်တော့ကြောင်းယုံကြည်သူတွေကတူးတူးမိခိုးပြီးတော့ထောက်ပံ့မှုကိုမိခိုးနေရတယ်။တနည်းအားဖြင့်ဆိုရင်အစားအသောက်နဲ့ပစ္စည်းငွေတွေကိုမျှဝေပြီးပထမရာစုအတင်းထဲမှာတုံ့ဆွဲခဲ့ကြတယ်။ရရှိတဲ့အရာတွေကိုဘယ်သူမှကိုကျိုးအတွက်မတုံ့ဘူး။ခေါင်းတွေကိုလည်းဖားပြီးတော့မလုပ်ကြဘူး။လူတွေကမြေကြီးတွေရောင်းပြီးလှူကြတယ်။ အဲဒီကမတတိပါအော်တမန်တော်ရဲ့ငါတို့ကျေးဇူးရှိမယ်ငါတို့ဝိညာဉ်ဖခင်ကြီးပဲသူတို့အတွက်တော့ကလီလေးစင်းပြောင်းဝယ်ပြီးလုံးဝမစဉ်းစားပါဘူးကောင်းစွာစီမံအုပ်ချုပ်ခြင်းဆိုအဲ့ဒါကိုပြောလာငွေကြေးကိုစီမံအုပ်ချုပ်တယ်တမန်တော်ရဲ့သိတယ်ငါတို့ကတော့တရားဟောမယ်ဆွတောင်းမယ်ကျန်တော့အုပ်ချုပ်နေတယ်လွှဲခဲ့ပြီဖြစ်တယ်အဲ့လိုနီးနဲ့ယုံကြည်သူတွေတဖြည်းဖြည်းနဲ့ဝိမျှခြင်းအကယ်သို့ဆောင်ရွက်ခြင်းအဖြစ် အဖွဲ့အစည်းအကြီးကြီးဖြစ်လာတယ်။တခါတလေကျွန်တော်လှစ်လို့ရှုခြင်းခံရတဲ့လူတွေရှိပါလိမ့်မယ်။အပြစ်တင်ခြင်းရှိမယ်။ဒါပေမဲ့အဲ့လိုကြားထဲမှာမှသူရဲ့စီမံခန့်ခွဲခြင်းအတွက်ရွေးချယ်ခံရတဲ့လူတွေလည်းဖြစ်လာတဲ့အခါမှာသူရဲ့တည်ကြည်မှုဉာဏ်ပညာနဲ့ပြည့်စုံမှုဖျားသခင်သူတို့ကိုရွေးချယ်တဲ့အကြောင်းကိုထင်ထင်ရှားရှားလှုပ်ဆောင်လာနေတာတွေ့လိမ့်မယ်။ဒါရွေးချယ်တဲ့အခါမှာ တရရှိတဲ့လူဖြစ်ရမယ်။ဝိညာဉ်တော်နဲ့ဖြစ်ရမယ်။ယုံကြည်ခြင်းနဲ့ရှိရှိတဲ့လူဖြစ်ရမယ်။အဲ့ဒါကိုရွေးချယ်တော့ကြောင့်ဒီရွေးချယ်မှုပထမအကြဆုံးတင်းတော့ပါပထမအဦးဆုံးတင်းတော့လူကြီးများတင်ပါတတိဖာလို့လည်းပါဝင်လာရတယ်။တတိဖာရဲ့တရားကိုပြန်ကြည့်ရင်အုတ်ချူစီမံကိန်းမှာအမရတော်ရဲ့လူတယောက်ဖြစ်တယ်။အဲ့ဒီပြင်စကားပြောကောင်းတဲ့ဂုံနဲ့လည်းပြည့်ဝတဲ့လူဖြစ်တယ်။ 别忙着买电视机，三十年、二十年，对着看嘛。多少年不看？三十年、二十，明明的对着看嘛。天天欣赏一下看嘛。那天半夜，深夜不睡觉，看那么多正面、负面，照，三十年都得。手机短信没干，不回家不着。 သွတ်တော်တွင်ယုံကြည်လက်ခံသွားတယ်ဆိုတာကိုတက်တည်ထင်ရှားပြသခဲ့တာကျွန်တော်တွေ့ရပါတယ်သူပြင်သူကယူပြရာသွေကိုလည်းအချင်းချုပ်တင်ပြခဲ့တဲ့တနည်းအားဖြင့်သူ့ရဲ့တကူပါတဲ့ရှောက်တဲ့ချက်ကိုနားထောင်တဲ့လူတွေရဲ့နှလုံးသားကိုထိတွေ့စေခဲ့တယ်အဲ့ဒီလိုတေးသေးချာချာ သူကိုစီရင်နေတဲ့လွတ်တော်အဖွဲ့တွေရဲ့ဆိုးွားတဲ့လှုပ်ဆောင်မှုတွေကိုမတရားမှုတွေကိုမြင်လာအောင်ပေါ်ပြနိုင်သောကြောင့်လွတ်တော်အရာရှိသူတိမခံနေတော့ဘူးဒါကြောင့်သူတို့သူအပြစ်လွတ်ဖို့တက်တည်မတရားတက်တည်ခေါ်ပြီးတော့တတိဖန်ကိုတည်သည့်အထိကြောက်ခဲနဲ့ပြစ်တတ်ခဲ့တယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ် ဒါပေမဲ့အောက်အောက်ဆရာကောင်းတာကသူ့ရဲ့အသက်ပေးခြင်းကတာရှိမြို့သားဖြစ်တဲ့ရှောလူနောက်ပိုင်းတော့ရှင်ပေါ်လူဖြစ်လာတဲ့အသက်တာကိုထိတွေ့ပြီးတော့ပြောင်းလဲမှုကိုဖြစ်စေခဲ့တယ်ခရိယန်တွေကိုပြင်းစွာညှင်းဆဲနေတဲ့ရှောလူတည်တနည်းအားဖြင့်အေးဝင်ကြီးတရားတွေအလုံးထိရောက်တဲ့သတင်းစာကိုဟောပြောတဲ့ပုဂ္ဂိုလ်ကြီးဖြစ်လာခဲ့ရတယ် ဒါသခင်ဘုရားပြောတဲ့စကားက music ဆိုတာမြေကြီးပေါ်မှာကြာပြီးတော့ပုတ်ပြီးပြတ်သွားတော့မှအပင်ပေါက်အသေးသေးနိုင်တယ်ဒီဖန်ဒီပြောင်းရင်ပြည့်တဲ့ suit ကြီးဆိုတဲ့အများကြီးရှိတယ်အဲ့ဒီချိန်မှာတကယ်ပဲပြတ်ပြတ်တတ်တတ်အမှန်တရားတမန်တရားကိုပြောခဲ့တဲ့ကြောင့်အသက်ပြည့်တဲ့အထိသူအသက်တာမှာကုန်ယူစရာဖြစ်နေတာမကဤကဲသို့အသက်ပြည့်ခြင်းအဖြစ်ရှင်ပေါ်လူတည် အေဝံတရားကိုများစွာပြန်ပွားစေခဲ့တယ်။အပြီးပြီများစွာတည်ခဲ့တယ်။အရှင်ဘောလူကနောက်ကိုဖျားတဲ့ဗတ္တိဆံပြီးဖို့စီလို့တော့မဟုတ်ဘူး။ဒါပေမဲ့တထေပါရဲ့အင်သူအင်သားတို့ပေးတာတို့ကမှတ်မိတယ်။ဘာလို့သူကောင်းကောင်းသူအဖြစ်ပြောင်းလဲမှုသူတိတော့ဂျန်တဲ့လူတွေကမတိတော့ဘူးတဲ့။အရေးကြီးတဲ့အေဝံတရားကိုတထေပါလိုပဲနောက်ဆုံးအသက်ပြီးတဲ့အထိလောက်ဆောင်သွားတာကိုကျွန်တော်တွေ့ရတယ်။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တတိဖန်ရဲ့အသက်တာကခရိယံများကိုခိအဆက်ဆက်မှာစင်ခွန်နေတဲ့စင်ခွန်မှုတရားဖြစ်ပါတယ်အဖြစ်လို့ဆိုရင်ဂျုံကြည်ချင်းအတွက်ပထမဦးဆုံးအသေးခံပြီးခဲ့တဲ့အသေးခံခဲ့တဲ့မာတုယဖြစ်တော်ကြဖြစ်ပါတယ်တတိဖန်ရဲ့ဆွနှမှုအတွက်မိကုနေအများကြီးပေါ်လာနိုင်ပါတယ်အခုအမေရိကန်နိုင်ငံက ်ချာလီရဲ့ခွစ်ဆွလုံးမှုအတွက်လည်းမိကုန်းနဲ့အများကြီးပေါ်လာတယ်။အဲ့ဒီမှာသူရဲ့အများကြီးပြောင်းလဲလာတဲ့အပြင်သူရဲ့ဇနီးတဲ့ရဲ့အမတန်အမကောင်းတဲ့အရာလည်းတခုအီလိုမတ်ရှာတူကိုအမတန်အမကောင်းတဲ့ကာကြီးပေးတဲ့အခါမှာဇမခင်မွန်အတိခန္ဓာအဲ့ဒီစင်ခါကားတွေမဟုတ်ပါဘူးတဲ့။ဘလောက်ကောင်းတဲ့အရာဒီနေ့ကျွန်တော်အမှုတော်ဆောင်များစွာအခုခေတ်ပေါ့ တုံတေမှုတွေကိုခံယူနေတဲ့အမှုရဆောင်နဲ့သင်္ကန်းစာရှိဖို့သိကောင်းပါလေသူကအဲ့ဒီအပေါ်မှာဝါကြွားပြီးအဲ့ဒါရိုက်အမှတ်ထမအဲ့ဒါမရတာနဲ့မှအဲ့ဒီကာရဲ့အစွန်းတက်တယ်လေရလာလေပေါ့အကြီးကျယ်သူတို့ကလူရှိမှထုတ်ဖို့ဝါကြွားနေကြတယ်ရှင်ဘုလိပြောသလိုငါတို့တိချက်တယ်အဲ့လိုမဝါကြွားနေဘူးအဲ့ဒါအားလုံးကမစင်လို့ပဲမှတ်တယ်တဲ့ဒီနေ့အပြင်ရှင်ဘုလိပြောတယ်မစင်တော့ကြည့်ရသူတို့က အမတမနှစ်သက်နေတဲ့အရာတွေဖြစ်နေတယ်။ခဏိတတိပါအကြောင်းကိုစဉ်းစားရင်းနဲ့ကျွန်တော်အတွက်အသက်ပေးသွားတဲ့သခင်ဖရာအတွက်ကျွန်တော်ဘလောက်ဆုနှမှုတွေလုပ်နေကြပြီလဲ။ခုနလိုဘာမှဆုနှမှုကိုရကြွန်ကျင်မှုအထူးစီမံမှုဟောပြောကောင်းမှုဒါတွေကိုဆုလုပ်ပြီးတော့မလုပ်ဘူးဘလို့မှမတူရအနေနဲ့အသေးခံတဲ့အဖြစ်ဖြစ်သွားနိုင်မှာမဟုတ်ဒီအခွင့်အရေးကိုရမှာမဟုတ်ဘူးဒီအခွင့်အရေးကတကယ်ပဲဖရာရဲ့ စုစားပြီးတပည့်တော်စစ်တွေအတွက်ပေးခြင်းဖြစ်တယ်ခရိယာစစ်တွေအတွက်ပေးခြင်းဖြစ်တယ်တတိပံမြင်းတဲ့ပေါက်တဲ့စဉ်းစားခြင်းတော့ကျွန်တော်စဉ်းစားတော့အိုးကောင်းကင်မြေကြီးပြီးခွင့်လွတ်ပြီးတော့သူမျက်နှာကောင်းကင်ထဲမှာတော့တောက်ပါနေတာမြင်တဲ့အခါမှာထောင်သွားခြင်းမရှိဘူးကလေးစားချစ်ခြင်းစိတ်မရှိတခါလေကျွန်တော်တို့ပလေပေါ်ပါလေအမှုတော်ဆိုတဲ့အိန္ဒိယမဆင်နိုင်ဘူးကမ္မကောကိုမခတ်ချုပ်နေဘူးတောသားထွက်ပြီးတော့အောက်ကနေသူ့ကိုဂျင်းသေးတဲ့လူတွေကို သူ့ဒီလိုပြောတဲ့လူတွေဘုရားသခင်တတ်ခတ်မယ်ဆိုတော့ဗျတတိယဘာဒီလိုတခါမှမပြောခဲ့ပါဘူး။အေးမင်းတို့ကမတရားခင်းနေပေါ့လို့မင်းတို့တွေအဲ့လိုအသေးစိုးတယ်မလို့မပြောဘူး။ခွန်းလို့ပြောကိုလို့သူမတည်တဲ့လူပြောသခင်ဘုရားကဲတော့ဒါခရစ်တော်နှလုံးသားလည်းရှိရင်သူ့ရဲ့ DNA တွေထွက်လာတာပဲ။လက်တူစရာမလို့ဘူး။တချင်းလေးတပုတ်ကမနေ့ကအမှုတော်ဆောင်ဆရာတယောက်ပြောတယ်တချင်းသူမဆူရဲဘူးတဲ့။မတချင်းလည်းဆိုရင်ကိုလိုကကျွန်တော်အတေခံခဲ့တယ်ကိုလိုတွေ့ ဘာလုပ်ပြီးသလဲဆိုတော့ဘူးမဆူရဲဘူးကိုတို့အတွက်အသေးခံမင်းလို့မပြောခင်ကိုတို့အတွက်တကယ်အသက်ရှင်လို့ပါသလားတတိပံကဒီမိကုံဝင်နေပါလေကိုတို့အတွက်တကယ်အသက်ရှင်လို့ရင်ကိုတို့ပြီးတဲ့တာဝန်တွေကိုကိုတို့ပြီးတဲ့ငွေကြေးကိုတို့ပြီးတဲ့အချိန်အားလုံးကို ကောင်းစွာစီမံခန့်ခွဲရုံနဲ့မကား နှုတ်ကပတော်မှာရှိတဲ့တန်ရှင်းသူရဲ့တမိုင်းကိုကောင်းကောင်းသဘောပေါက်ဒါလေပြီးတော့မှထိထိမိမိစန့်ကျင်တဲ့လူတွေလုံးဝမစန့်ကျင်တဲ့ဟာတန်ရှင်းသောဝိညာဉ်တကူနဲ့ဟောပြောခြင်းအဖြစ်သူအဆင့်သို့ရောက်လာသေးတယ်အောင်ဘုရားခင်ပူဆောင်ပေးလိမ့်မယ်။ဒါကြောင့်တတိယဘာရဲ့အသက်တာကိုကြည့်ခြင်းအဖြစ် သူရဲ့အာသာခြင်းနဲ့စွမ်းဆောင်မှုများကိုကျွန်တော်စဉ်းစားကြည့်ရအောင်။လေ့ကျက်လောက်ကျွန်တော်ထုတ်နေပြီးတော့ life application bible ရအောင်ဖော်ပြခြင်းနဲ့နောက်ပြီးတော့သူအတ္တဓာမသင်္ကန်းစာဘာရမလဲဆိုတာလေးကိုကျွန်တော်လေ့လာမယ်။နောက်အရေးပါတဲ့အချက်တွေ။နောက်အဓိကဂျမိုက်တစ်ပိုက်ကိုကျွန်တော်ဒီကွာဒီကုန်ချုပ်တဲ့အနေနဲ့လေ့လာမှာဖြစ်ပါလေ။နံပါတ်1တတိယဖန်ရဲ့အာသာခြင်းနဲ့စွမ်းဆောင်မှုတွေဟာ ကနကူကနကူအသိတော်၌ဆင်းရဲသောသူတို့အားအစာဝင်ကရန်ကြီးကြပ်သူခနဦးထဲမှတဦးပါဝင်ဖြစ်တယ်။တမန်တော်ရိယစိတ်ချလက်ချစွာလွှဲလိုက်တဲ့တာရှင်သောဝိညာဉ်နဲ့ပြည့်ပြီးတော့အတ္တိရှိပြီးတော့ကြုံကြည်ခြင်းနဲ့ပြည့်သွားတဲ့ပုဂ္ဂိုလ်ခနဦးတင်းတော်ကြီးခနဦးထဲမှသူတို့ပါတယ်။ဒါအသိတော်မဖြစ်မီအသိတော်ကိုတကယ်သို့စီမံခန့်ခွဲနိုင်တဲ့ တင်းထောက်တယ်အရေးကြီးပါလေပြီးတော့မှအတင်းတော်ဖြစ်လာပြီးတော့မှတကယ်ပဲဒီအတင်းတော်ဟာဘုရားခင်ပြောတဲ့တိုင်းယုံကြည်သူရနဲ့အရှင်တပည့်တော်တပည့်တော်နဲ့ခရိယပိသလာမှအဲ့ဒီမှာအသေးအုပ်တွေကိုဘုရားခင်ခံပါလေဒီနေ့အတင်းတော်တွေကတော့အတင်းတော်မရှိလေတေဦးလက်တင်နေပြလိုက်ကြတာပဲဘာမှလည်းမဆခင်အတင်းတော်အားလည်းတောင်းဆိုမှုလည်းမရှိသေးဘူး ျွန်တော်နဲ့ဆိုတော့ထင်တယ်ဆွလို့မြည်ရစီးမရှိကမ်းမရှိဖျားပြေအဲ့လိုဖျားမှုဘူးစီကန်တကြကဘာကြီးကိုဖန်ဆင်းတာဆိုရင်အတင်းတော်လုပ်တဲ့အခါကြည်ယုံကြည်သူတွေပထမတင်းဝင်စေတယ်တင်းဝင်စေပြီးတော့မှယုံကြည်သူတွေရဲ့လိုအပ်ချက်တွေကိုဖြည့်ဆမ်းပေးတယ်များတဲ့အခါမှာအဲ့ဒါကိုစီမံခန့်ခွဲနိုင်တဲ့လူတွေဝိညာဉ်တော်နဲ့ပြည့်ပြီးတော့တကယ်ပဲယုံကြည်ခြင်းရှိတဲ့လူတွေကိုတင်းထောက်တယ်ခန့်ပြီးတော့မှနောက်ပိုင်းကျမှ အတင်းတော်ကိုအုတ်ချုပ်ကိုတင်းအုတ်တွေကိုဖျားပြီးမြေ့ချခဲ့တယ်တွေ့ရတယ်။နှစ်တစ်ချက်ကသူရဲ့ဂျုံကြည်ချင်းဒီဉာဏ်ပညာဂုံတရီနှစ်အစွမ်းတက်ပြီးစတဲ့ဝိညာဉ်ရေးရာအရေးချင်းများအတွေ့လူတိများတယ်ထို့ပြင်သူ၏အတ္တဓာတ်၌ဝိညာဉ်တော်ရှိခြင်းအတွက်လူတိများလာပြီဖြစ်ပါတယ်။ကြောင့်ဒုတိယအချက်ကယုံကြည်ခြင်းဉာဏ်ပညာပထမဆုံးစကြေစု လူရှိမှအတရေရှိခြင်းဖျားရှိလူရှိမှအတရေရှိခြင်းခရစ်တော်ကဲသို့ဓမ္မတရှင်သောဝိညာဉ်ရဲ့စွကျေးဇူးတွေတခုမှမတွေ့ရပါဘူးအတီးတွေပဲတွေ့ရတယ်အဲစတာကဝိညာဉ်ရေးရမှာအရေးချင်းနေဖြစ်တယ်အဲ့ဒီအရေးချင်းရှိရင်လူတွေရှိမှအတရေရှိလာလိမ့်မယ်သုံးတစ်ချက်အလွန်ထူးချွန်သောခေါင်းဆောင်တုန်တင်သူစကားအချက်တွေပြောနေသူ ကြောင့်တင်းထောက်လူကြီးတွေဆိုတာအသိအဆရာနိဗ္ဗာန်တော့ကြီးမာနဲ့နေမှာထူးချွန်တဲ့ခေါင်းဆောင်မှုပြုတဲ့နေမှာထူးချွန်တဲ့တုံတင်တဲ့စကားပြောတဲ့နေမှာထူးချွန်တဲ့သူတစ်ပါးတွေမချင်းနေအောင်ပြောနေနဲ့ဆွမ်းရည်ရှိတယ်။လေးတစ်ချက်ကတော့အေးဘုံကလေးတရားအတွက်ပထမအဆုံးအသက်ပေးတဲ့မာတုရဖြစ်ပါတယ်။သူရအာသာချက်တယ်နော်။ သူအသက်တာမတင်ရစရာတယ်။နှစ်ချက်ပေါ်ပြချင်ပါလေ။တိတ်ကြီးသောတာဝန်ကိုအကောင်းဆုံးဖြစ်အောင်အပတ်တကူကျူးစားခြင်းသည်လူတဦးကိုတာ၍ကြီးမားသောတာဝန်များအတွက်ပြင်ဆင်ပေးခြင်းဖြစ်တယ်။လူအနေနဲ့အိုးအခုဖြစ်ဆိုကျွန်တော်တို့လူမှုရေးအဲသမင်းချက်ကျူးရတဲ့အစ်မော်ဒါပေမဲ့အဲ့တင်းငယ်တဲ့တာဝန်ကိုအကောင်းဆုံးဖြစ်အောင်အပတ်တကူကျူးစား ြီးကလူတို့အတွက်ကြီးမားတဲ့တာဝန်တွေရရှိဖို့ပြင်ဆင်ရင်းဖြစ်တယ်။ဒါတခင်ရှုကလည်းသိငယ်တဲ့ကိစ္စမှာတစ္ဆာရှိတဲ့လူတွေကိုကြီးသောအမှုတွေပေးမယ်။နေ့တစ်ချက်ကဖယားတခင်ကိုအမှန်တကယ်နားလည်ခြင်းသည်လူများအားလက်တွေ့ကြသောကူညီမှုတနာကူနာရှိသောကူညီမှုတွေကိုဖြစ်ပေါ်စေတယ်။ဖယားတခင်ကိုတကယ်ပဲအမှန်တကယ်နားလည်မှ လူတွေကိုကူညီတယ်မှာလက်တွေ့ကြမယ်ခရုဏာရှိတဲ့နေရာမှာလက်တွေ့ကြမယ်အုပ်ချုပ်တဲ့နေရာမှာတရားမြတ်တာပြီးတော့လက်တွေ့ကြမယ်ဖြစ်ပါလေသူအတ္တတရဲ့အရေးပါတဲ့ခန္ဓာတွေကဘာလဲဆိုရင်နံပါတ်1ကတော့အသိတော်တာဝန်သိတော်တာဝန်စိဉ္ဇသားတို့အားအစာတဝိကခြင်းတာဝန်ဖြစ်ပါလေဆလာကစိဉ္ဇသားတွေကိုအစာတဝိကခြင်းကနေသိတော်ဖြစ်လာပြီးတော့ အသိတော်ရဲ့တာဝန်ရပိုင်ဖျားပြင်အမြင်လာခဲ့တယ်။အဓိကကြမ်းမဲ့ကတော့တမန်တော်ဝတ္ထုအခန်းကြီး9 59ခုနဲ့60ဖြစ်ပါတယ်။ပြီးတော့တမန်တော်17 19လောက်မှာတွေ့မယ်20 20မှာလည်းပေါ်ပြလာကြတွေ့ပါလိမ့်မယ်။အခုတော့တမန်တော်9 59ခုနဲ့60ပဲကျွန်တော်နှလုံးသွင်းဖို့ဖတ်ပြခြင်းပါတယ်။နောက်သူအကြောင်းကိုပြန်ကြည့်ရင်တမန်တော်6အငယ်3ကနေ8မှာ င်တော်လူကြီးခန္ဓာပြီးတော့တမန်တော်၁၁၁၉၂၀တမန်လေကျွန်တော်တွေ့လိမ့်မယ်တမန်တော်ဝိဓုခကြီးခုနှစ်59 60ကတော့ကြောက်ခင်းနှင့်ပြစ်ကြစဉ်တတိပန်ဒီပတ္ထလာပြုလက်သခင်ရှုအကျွန်ုပ်ဤဝိညာဉ်ကိုသိမ့်ယူတုံပါဟုရှောက်ဆို၏ဒုထောက်လက်သခင် ဤသူတို့ပြုသောဒုစရအဖြစ်ကိုမှတ်တမှုပါနှင့်ကြီးသောအတန်နှင့်ကြေကျော်ပြီးမှကျင်းစလေ၏ဒီနေ့တထေဖန်ကျောင်းကိုကျွန်တော်တလုံးသွင်းရင်းနဲ့တထေဖန်ကဲ့သို့ကြီးမားသောတောင်ကြီးမြောက်ခင်သေးငယ်တဲ့တောင်တွေပေါ်မှာတစ္ဆာရှိခြင်းအဖြစ်တခင်ဖျားရဲ့ဂတိတော်ကျွန်တော်ပေါ်ပြည့်စုံရက်ကျွန်တော်ရဲ့ မေတ္တာစုကျွန်တော်လူမျိုးကျွန်တော်အသင်းတော်ကျွန်တော်တိုင်းပြည်အတွက်ဤကဲ့သို့တတိပါကဲ့သို့ချီးမြှောက်ခြင်းခံရတော်သူမြတ်ဖြစ်အောင်ဘုရားရှင်ကောင်းချီးပေးပါစေ။လာပြီးအပတ်မှာတော့တင်တော်လူကြီးတွေမှာတပါအပါဝင်ဖြစ်တဲ့ဖိလိပိအကြောင်းကိုကျွန်တော်တို့စဉ်းစားမှဖြစ်ပါတယ်။ကျမ်းစာရဲ့ပါတဲ့ဖိလိပိနဲ့ပတ်သက်ပြီးကျမ်းပိုက်တွေကိုဖတ်ထားလို့ရပါတယ်။တမန်တော်8:35တော့တမန်ပြီးတော့တမန်တော်6တိက္ခာနဲ့9ခုနှစ်လို့တိတိမန်တွေရွေးချယ်ခါတယ်။ ။နောက်သူ့ကိုဆက်ကြည့်မယ်ဆိုရင်တမန်တော်၈လားကနေ40တမန်တော်20 8ကနေ17တွေမှာသူ့အကြောင်းကိုတွေ့နေတယ်။ကျွန်တော်ဒါကိုဖတ်ကြည့်ပြီးတော့လမ်းမအပ်မှာလည်းအတူတူပါစုံတွေ့လက်ခွာယူဖို့ဖြစ်ပါတယ်။ဆွတောင်းကြပါစို့။ကောင်းမြတ်မှုနဲ့ရှိတော်မူသောဖတ်မြတ်စွာသောဘုရားခင်ကြာတဲ့တက္ကပတ်တို့သည်တယောက်စီရဲ့နှလုံးသားထဲမှာယုံကြည်ခြင်းဖြင့်ယုံတော်ပြီးလိုက်လျှောက် ြင့်ကြာကျူးစာအတက်ချင်းအားဖြင့်မိမိရဲ့မိသားစုမိမိရဲ့လူမျိုးမိမိရဲ့ဝန်းကျင်မိမိရဲ့အသင်းတော်နဲ့နိုင်ငံအတွက်ကောင်းကြီးမင်္ဂလာဖြစ်စေဖို့ရန်အတူတူကဆုတောင်းကြတဲ့အခါမှာကျွန်တော်တောင်းပန်ချက်ဖြစ်ပြတဲ့အလုံးထူးခြားသောပြည့်ခြင်းကတတ်ဆွမ်းတော်မူသောသခင်ယေရှုခရစ်တော်ရဲ့နာမ၌ယုံကြည်စွာကျေးဇူးတော်ပေါင်းကိုချီးမွမ်းလက် စွတ်တော်စကအနန္ကြပါလေဖဖျာအာမင်အတူတူကလာမယ့်အပတ်မှာဆုံးပြကြပါစို့အရောက်တိုင်းကိုဖျာခင်ကောင်းကြီးပေးပါစေ